ယခုအခါရွတ်ဆိုပူဇော်ကြရမယ်ဂါထာတော်ကတော့ဘုရားဘာသာဝင်သူတော်စင်မှန်သမျှရရှိကြပြီးသားဖြစ်ပါတယ်။ကင်ငါဝါလူသေးစုမကပွင့်တော်မူသွားကြတဲ့စူးစူးထွန်ထမြတ်ဖျားများကို ရှ िख ိုးကစူတောင်းမှုပြုတဲ့တန်ဗုဒ္ဓေဂါထာတော်ကြီးပဲဖြစ်ပါတယ်။ဒီတန်ဗုဒ္ဓေဂါထာတော်ကြီးဟာရွတ်ဆိုပူဇော်သူတို့ များသလောက်လက်ငင်းဒိဋ္ဌအကျိုးတူးများ ခံစားကြရဒီကိုလည်းပဲကိုတွေ့အမှတ်တမ်းများအရာသိရပါတယ်ဒီခါတာတော်မြတ်ကြီးကိုဘယ်လိုချိန်မှာဘယ်လိုရွတ်ရမယ်ဘယ်လိုဖြစ်ရင်ဘယ်နှခေါက်ရွတ်ရမယ်ဆိုတာကိုသိလိုကြတယ်ဆွေတော်မျိုးတော်များအတွေ့ဓမ္မဒါနပြုလိုက်ပါတယ်ရှင်းဥစွာလင်္ကာဆောင်ဖို့ကိုဆိုပြပါမယ်ပြီးတော့မှအတိဘယ်ကို ရှင်းပြပါမယ်မြတ်တန်ဗုဒ္ဓေစုဝေကြောကြာဏိရအဖြင့် ကွန်စာတတ်တော်ကောင်းလျှော်တတ်တာဗတ္တတရိစီလင်းပင်စာစီထားလေးမှာရှိကျင်းသာရီနန္တာပံမျိုးကိုကျင်းနှုလော့ခြုံမိုးတိကအိယာဝင်မှုကိုကျင်းဟူ၏ယံသူတွေ့မြောက်ဆက်တခေါက်တိစေထိုသောကံရွပါကိုကျင်းစအိမ်တန်ဒီမဖွာနေမှုရေမှာကိုကောက်မှန်၍တောက်ကဖွာမြောက်ခဏချမ်းသာရ၏ ခေတ္တနောင်သွင်းတန်ချေခြင်းနှင့် အပြင်းတိုက်လောင်တထောင်ရွတ်လီလွတ်ထွက်ပေ၏။ပန်းမွေးနှောက်ခยีရှောင်မှုကောင်းမာတင်းဆိုင်ရံပေး၌လဲမြူးဆိုင်မလိန်ကင်းလွန်ခြင်း၏။ခတ်သိင်းယောဂမြတ်ပါလဲကင်သောကရှင်၍မင်းမင်းတကာကြည်စွာမြတ်နိုးရေပြီးဥသို့မညိုပန်းသွင်းနေတိုင်းပင်ဒီဖွဲ့ဝင်ရဲ့ရဲ့လူကပဲတို့ အဲစလောက်ထွန်တော်ပါဝင်ပွင်လင်းသာသနာပွားရောက်ရှာ၍စန္ဒလမင်းကောင်းခင်ချင်းတို့ ကောင်းခြင်းတွေတွေကောင်းကျိုးဝေသည်တန်ဘုဒ္ဓီဤတကိုရီလင်္ကာရဲ့အတိဘေကတော့တန်ဘုဒ္ဓီဂါထာတော်ကြီးကိုရွတ်ဆိုပူဇော်ကြမယ်ဆိုရင်ကွန်းစားလို့ရှိရင်ခွန်းခေါက်ရွတ်ပါခေါင်းလျှော်လို့ရှိရင်ဆယ်ခေါက်ရွတ်ပါတဲ့ထမင်းစားရင်သုံးခေါက်ရွတ်ပါတဲ့ ခန္ဓာကိုယ်မှာစီလင်းလို့ရှိရင်ငါးခေါက်ရွတ်ပါလှေစည်းလျင်ရှစ်ခေါက်ရွတ်ပါပန်းနံသာလင်းလို့ရှိရင်ကိုးခေါက်စစ်တတ်တဲ့အခါမှာဆိုရင်ကိုးခေါက်အချို့အနောင်ခံရတဲ့အခါမှာဆိုရင်အခေါက်ရည်တစ်ထောင်လမ်းခရီးသွားလို့ရှိရင်နှစ်ခေါက်ရွတ်ပါတဲ့အဲ့ဒီလိုအတီးအတီးရွတ်ဆို ပူဇော်ပါကလိုရာကိစ္စအဝဝပြည့်မြောက်အောင်မြင်နိုင်ပါလေထို့အပြင် မွေသောပန်းငိုကိုင်းပြီးတော့သံမုတ်ဒီကာတာတော်ကိုကိုးကောက်ရွတ်ပြီးတော့ကောင်းမှပန်းစင်မကဘေးအန္တရာယ်ဟူသည်မြကင်းလောပါလိမ့်မယ်။နေစဉ်ကိုးကောက်မှန်မှန်ရွတ်ဆိုပူဇော်ပါကယောဂကင်းခြင်းလောဘကင်းခြင်းမင်းတကာတော့ပူဇော်ခြင်းကို ခံရမယ်ဖြစ်ပါတယ်။သံမုတ်ဒီကာတာတော်ကြီးကိုရွတ်ဆိုပူဇော်ပြပါမယ်။တံဗုဒ္ဓေယထဝီသင်္ဇာဒွါရသင်္ဇာတဟတကေ ပင်စတတသဟတာနိနမာမိတိရတာမဟံအဘဂဝလူကခင်ကအနန္တနေဗုဒ္ဓဇိနာတေတံဓမ္မဇာတံခင်စအာတရိနာနမမဟံနမေကာရနုဘဝေနဟိတဝါသဗ္ဗေဥပဒဝေအနေကအန္တရာယာပိဝိနာတန္တုအသေးတတော်နောက်တစ်ခေါက်ပြန်ပြီးတော့ရွတ်စုပြပါဦးမယ် သံဗုဒ္ဓေအထဝိသေသာဒွါရသင်္သသဟတကေသင်္သတတသတာနိနမမိတိရတာမဟံအပကဝလူကကင်္ဂအနန္တနိဗုဒ္ဓဇိနာတေတံဓမ္မေသတံကင်္သအန္တရိနာနမမဟံနမေကာရ అను ဘဝေနဟိတဝါတဝေဥပ္ပတဝေ အနေကအန္တရာယပိဝိနတန်တုအသေးတောဒီကာထာတော်ကြီးရဲ့အနှစ်ကိုလည်းပဲရွတ်ဆိုပြပါဦးမယ်အထဝီတံသုံးပါဘဝသုံးလောကတွင်ညာနာရောင်ပိအောင်ပိသိမ့်နေနှစ်ချိတ်ရှိစုကုန်သောတံဗုဒ္ဓေဇာတန်းဆောင်ပမာညာရောက်ဝါဖြင့်သစ္စာပွင့်လင်းတရားမင်းတို့ကို၎င်း ဒွါရသင်္ဆာတဟတကေနိဗ္ဗာန်ကိအောင်ဇမွေလျောင်းသည်တသောင်းနှထောင်ကုန်သောတံဗုဒ္ဓေဇာလယောင်ဗမာညာယောင်ဝါဖြင့်သစ္စာလင်းပြောင်မြတ်ဘုံယောင်တို့ကို၎င်းမေဇသတတဟတာနိတောင်းတိုက်စစ်ကြဝလာဂုံဝါယောင်ရှိန်ငါးသိန်းကုန်သောတံဗုဒ္ဓေဇာနေယောင်ဗမာညာယောင်ဝါဖြင့် သစ္စာလင်းဒိမ့်မြှုပ်နေတို့ကို၎င်းဟံကျွန်ုပ်သည် သီရတာဥကောင်းရရဏမြတ်အင်္ဂါဖြင့်နမမိယောသိမြန်တို့လဆုံမှု၍ရှိခိုးပါ၏ကင်္ဃကင်္ဃယာကင်္ဃမြေအတွင်း၌ဝါလူကာရှိကြကုန်သောသက်ဆိုတို့သည်အပကနေကြပါကုန်သည်ဤနေဗုဒ္ဓဘုံစာသိမ့်၍ငြိမ်းရော်မူကြကုန်ပြီသော ဇီနာနောက်ရှိဖလမန်ငါဖြာကိုအရိယာမဲ့ဘုံရောင်ဆက်ဖြင့်ချိုးပြေလွယ်ကူအောင်တော်မူသောဖုရားရှင်ပေါင်းတို့အောင်ဇီနာနောက်ရှိဖလမန်ငါဖြာကိုအရိယာမဲ့ဘုံရောင်ဆက်ဖြင့်ချိုးပြေလွယ်ကူအောင်တော်မူသောဖုရားရှင်ပေါင်းတို့သည် အနန္တောသင်္ကြကနံရေတွင်မှန်းလဲစုံကန်းတိုင်းမြောက်မရောက်နိုင်ကြကုန် ဒေဇိနေဇာတို့ဘုရားရှင်တို့ကို၎င်းဒေသံတို့၅သိန်း၁၂၀၀၂ချောင်းရှိစုကုန်သောဘုရားရှင်တို့နှင့်မရေမတွေ့နိုင်သောဘုရားရှင်တို့၏ဓမ္မင်စာတရားတော်မြတ်ကို၎င်းတန်ခင်စာတပိသာသံဃာတော်မြတ်ကို၎င်းအဟံကျွန်ုပ်သည် နမမိရှိခိုးပါ၏နမေဂာရနုဘဝေနာဤသို့ရှိခိုးပူဇော်မှုမြတ်မှန်လျော့ကြောရသော ပဏာမကုသိုလ်ကံစေရနာကြောင့်တပိခတ်သိကုံသောဥပါဒဝေဘေးရန်တို့ကိုထိတ်တဝါပဲဖြောက်၍အနေကအန္တရာယပြီးတပမကများလာသွဲသွဲအန္တရဟုသမျှတို့သည်လီဝိနာတန်တို့ပိန်ကြဖက်တွင်ရေမတင်လျော့ကြတကဲ့သို့ကင်းစင်လွင့်ပြောက်ပါစေတည်း